ကျွန်တော်သမီးလေးကဒီတစ်ခေါက်တော့ပါစတာစားနေတယ်ဆိုလို့ကျွန်တော်ပါစတာလေးလုပ်ပေးပြတာပါရင်းဆုံးပါစတာလုပ်ဖို့အတွက်ကျွန်တော်ဂျုံမုံနဲ့ကျူအနှစ်နှလုံးရဲ့ကျူတစ်လုံးရဲ့ထည့်ပြီးတော့စားနေစီးနေငယ်နဲ့နေလိုက်ပါတယ်5မိနစ်10မိနစ်လောက်နေပြီးသွားရင်တော့အလုံးလေးလုပ်ပြီးတော့10မိနစ်လောက်အုပ်ထားလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်ခေါက်ဆွဲချက်လေးထုတ်ပြီးတော့ခုနကဂျုံလုံးလေးကိုနည်းနည်းစီဖြတ်ပြီးတော့ကျွန်တော်အပြားလုပ်လိုက်ပါတယ်ဂျုံလေးပြသွားရဆိုရင်တော့ဂျုံလေးထဲမှာကျွန်တော်အီတလီပင်စင်းလေးတွေချားညက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့အပြားပြန်ကြိတ်ပါတယ် ဒီပင်စိန်နဲ့ဟာကတော့ကျွန်တော်တယောက်စာပဲလုပ်တာပါကျန်တဲ့ဟာတွေကတော့ကျွန်တော်ရိုးရိုးပါစတာလေးပဲလုပ်ထားလိုက်ပါတယ်ဂျုံသားလေးကိုပြားပြီးပြီဆိုရင်တော့ကျွန်တော်ခေါက်ဆွဲဖြတ်ဖို့အတွက်ခေါက်ဆွဲဖြတ်တဲ့ဘက်ကနေပြီးတော့တခါပြန်ပြီးတော့ခေါက်ဆွဲလေးလုပ်လိုက်ပါတယ်အဲ့တော့ဒါကတော့ပင်စိန်ပါစတာလေးရသွားပါပြီကျွန်တော်သမီးရတယ်သူကကူညီနေဆိုလို့ဒီမှာလိုက်ကူနေတာပါ ခေါ်ကြော်လေးရသွားပြီဆိုရင်တော့ကျွန်တော်ဒီနေ့လုံးမဲ့ဟာလေးကိုပဲထုတ်ထားပြီးတော့ကြံတဲ့ဟာလေးကို freezer ထဲမှာထည့်ပြီးတော့ freeze ထားလိုက်ပါတယ်ဒီတစ်ခါလုံးမဲ့ pasta ကတော့ cacio e pepe လို့ခေါ်တယ်မရုပ်ကောင်းတဲ့လောက်ထားတဲ့ pasta သူ့ကိုလုပ်ဖို့အတွက် pecorino ရဲ့ parmesan cheese ရဲ့လိုပါတယ် pecorino ကတော့တိုးနိုးကနေလုပ်တဲ့ cheese ဖြစ်ပြီးတော့ parmesan ကတော့နွားနိုးကနေလုပ်တဲ့ cheese ပါဒီ cheese တွေကအနည်းဆုံး1နှစ်လောက် age လုပ်ထားတဲ့အတွက်သူကအရသာကပို့ပြီးတော့ strong ဖြစ်ပါတယ်အရင်ဆုံးအိုးထဲမှာစားရည်ရည်ထည့်ပြီးတော့ pasta လေးကို1နှစ်လောက်ပဲပြုတ်ပါမရုပ်ကောင်းလေးကိုတော့တခြား ာအုပ်ထဲမှာလော်ထားလိုက်ပါမယ်။ပြီးရင်တော့ခုနကပြုတ်ထားတဲ့ပါစာလေးကိုထည့်လိုက်ပါရစေ။ပြီးမှရှိတဲ့ငရုတ်ကောင်းလော်ထားတာတွေနဲ့ယောလိုက်ပါ။ပြီးရင်တော့ခုနကချစ်ထားတဲ့ cheese လေးတွေကိုထည့်လိုက်ပါရစေ။ပါစာပြုတ်ထားတဲ့စားရည်လေးနည်းနည်းလေးထည့်ပြီးတော့နည်းလိုက်ပါရစေ။ဒီလိုဆိုရင်တော့ငရုတ်ကောင်းနဲ့မွေးပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ခွင်းပြီးပါစာလေးရတော့ပါပြီ။